ဒီဇင်ဘာ9ရက်နေ့အတွက် People's Spin ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ထားမြို့မှာနေဆက်တလျှောက်ကစစ်ကောင်စီတပ်စခန်း55ခုကိုတနေ့အတွင်းမှာ KNU ရဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ကရင်ငင်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ကဒီနေ့ထုတ်ပြန်ပါတယ်။ KPSN ကဒီဇင်ဘာ9ရက်နေ့ဒီနေ့ထုတ်ပြန်တဲ့အရှိတ်နေဆက်ကို ပြန်လည်သိမ်းပိုင်ခြင်းအစီရင်ခံစာမှာ ဖော်ပြထားခဲ့ပါတယ်ရှင်။စကိုင်းတိုင်းကဏီမြို့နယ်တဲကအလှေစိတ်တစ်ခုကိုဒီဇင်ဘာလ9ရက်မွန်းလွဲပိုင်းမှာစစ်ကောင်စီတပ်က Jet Fighter နဲ့လေကြောင်းကနေထပ်မံဘုံကျဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ကဏီမြို့နယ်မူတော်ရွာကချင်းတွင်းမြစ်စေကန်းကိုမွန်လွဲပိုင်းတနင်္လာခွဲဝန်းကျင်မှာ Jet Fighter နဲ့ဘုံလေးချိန်ကျဲချခဲ့တာလို့သိရပါတယ်ရှင်။စစ်တပ်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းလှုပ်ရှားမှုနဲ့တူ မနက်ဖြန်ဒီဇင်ဘာ၁၀ရက် Silent Strike မှာပြည်သူတွေပူးပေါင်းပါဝင်ကြဖို့ရန်ကုန်လူထုတပိတ်ကဒီနေ့အသိပေးနှုတ်ဆော်လိုက်ပါတယ်။ဒီဇင်ဘာလ၉ရက်ဒီနေ့မနက်ပိုင်းမှာတော့ရန်ကုန်လူထုတပိတ်ကအဖွဲ့ဝင်တွေဟာရန်ကုန်မြို့နယ်စူးလေလူကူးစရာအနီးမှာစစ်တပ်အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ပယ်ချဖို့တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်ရှင်။အသက်၅နှစ်ရွယ်မြမမင်းကလေးတူဟာတားမြစ်အမွေးရဲ့ဆေးတစ်မျိုးပါဝင်တဲ့ Electronic Cigarette Vape ပိုင်ဆိုင်မှုကြောင့် စင်ကာပူကနေပြည်နှံတံဘေးခံရမယ်လို့သိရပါတယ်။ဒါဟောစင်ကာပူမှာကာလရှည်ကြာနေထိုင်ခွင့်ပြုထားတဲ့ဗီဇာသတ်မှတ်ချက်ကိုအဲ့ဒီလိုပြည့်မှုမျိုးအတွက်ရုပ်သိမ်းတဲ့ပထမဆုံးဖြစ်စဉ်လို့သိရပါတယ်ရှင်။